ဟုတ်ကဲ့ဦးဇင်းတော်ကဒီနေဦးတော်လံရေးဆိုတာထက်ပေါ့နော်ဟို1998လောက်တည်းကနေစပြီးဒီစိုက်မမတ်ဆက်အနာရှင်ကြုတ်ကြရေးကိုဆောင်ရွက်ခဲ့တာပါအဖြစ်လို့လင်းရေးဆိုတော့ဦးဇင်းတို့ရဲ့နိုင်ငံဟာကမ္ဘာပေါ်မှာပြန်ကြည့်မယ်ရေးဆိုရင်နော်ကျွန်းတိကြောက်တံပရမများညှိချောင်းအင်းအိုင်ပင်လေစိတ်ကန်း အစရှိတဲ့ဖြစ်ပေါ့နော်ကျွန့်တိကြောက်တံပရမယာရေနံကမထွက်တာမရှိဘူးအာလုံပြည့်စုံတဲ့တိုင်းပြည်ကြီးတစ်ခုဖြစ်တယ်1962ခုနှစ်ဆရာနာရှင်ဒီအာနာမသိန်းခင်ကလည်းပဲဦးဇင်းတို့ဟာဒီအရှိတောင်အာရှအာရှမှာဟေးဆိုလို့ရှိရင်ချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်တယ်ဦးဇင်းတို့ရဲ့နိုင်ငံမှာဒီအပြည်ပြည်ဆိုင်ရာလင်းဝင်ဖွင့်ပြီးတဲ့အချိန်မှာ စင်ကာပူတို့ဒီနမလေးတို့ထိုင်းတို့မှာကမဖွင့်ရသေးဘူးအဲ့တော့ဦးဇင်းတို့ကရှေ့ကိုအများကြီးရောက်တယ် ပြောမယ်အေးဆိုလို့ရှိရင်ဝီဇင်တို့စင်ကာပူကဝန်ကြီးချုပ်လင်ကွန်ယူတို့ကိုတိုင်ပြောခဲ့တဲ့စကားတွေလည်းရှိပါတယ်။နောက်နှစ်ပေါင်း20ကြာရင်မြန်မာနိုင်ငံမှီရမယ်အေးဆိုတဲ့မှတ်တမ်းတွေလည်းရှိပါတယ်။အဲ့တော့ပြောချင်တာအရာဝီဇင်တို့တိုင်းလူပြည်သားတွေဟာမစင်းရဲတဲ့မင်းနဲ့စင်းရဲသွားတာဟာဝီဇင်တို့ပြည်သူရဲ့ဘုံရန်သူဆက်အနာရှင်ကြောင့်ပဲ။ဆက်အနာရှင်တွေအာဏာမသိမ်းခဲ့ဘူးဝီဇင်တို့ဒီမိုကရေစီစနစ်တင်နေပဲဆက်သွားခဲ့မယ်ဟေ့ဆိုရင်ဝီဇင်တို့ရဲ့နိုင်ငံဟာ ယနေ့လို့အချိန်ကြီးကြောက်မှာမဟုတ်ဘူးဦးဇင်းတို့နိုင်ငံသားတွေကအလုံးတကယ်ဦးနုတို့ပြောခဲ့တဲ့ပြည်တော်သားစီမံကိန်းရနော်တိုက်ပိုင်ကားပိုင်အလုံငန်းရှင်ပိုင်အလုံးခုနကပြောခဲ့တဲ့စနစ်ကြတဲ့အတိုင်းပြည်တစ်ခုဖြစ်နေမှာပါဒီလိုစနစ်ဆိုးကြောင့်ရောက်နေတာကိုမြင်တွေ့တဲ့အတွက်ကြောင့်ဦးဇင်းကစစ်အာဏာရှင်ညီကုန်းချုပ်ရေးနဲ့ပြည်သူလူထုတွေစစ်ကြုံဘဝကလွတ်မြောက်ရေးကိုတောက်လျှောက်ကြိုးစားခဲ့တာပါအဲဒီလိုကနေပြီးတော့ဦးဇင်းတို့ကစာပေဝိုင်းနေစာကြီးတိုက်တွေ ဒါအင်တာနက်တွေပညာပေးတွေပညာရေးတွေပေါ့နော်ကွန်ပျူတာအင်္ဂလိပ်စာပြင်တိဂျပန်စာကြည့်တွေပြင်ပါရာဗေဒသင်တန်းတွေအခမဲ့သင်တန်းတွေပညာရေးမြင့်တင်ရေးလုပ်ငန်းတွေကိုတောက်လျှောက်လုပ်ခဲ့ပါအပြည်သူလူထုတွေမြင်ပွင့်မှဆက်အနာရှင်ဒီဘုံချုပ်မှဝီဇင်တို့လွတ်မြောက်မှနော်ဒါကြောင့်ဝီဇင်ဟာစ조사ခဲ့တယ်ဒါကြောင့်ဝိဇင်တို့2000ခုရှိွားရောက်မှာဟဲ့ဆိုရင်လည်းဒါဝိဇင်တို့ကိုယ်တိုင်ဥဆောင်ပြီးတော့ဆရာနာရှင်ကိုတော်လန်ခဲ့တယ် အဲ statement တွေအားဆိုဥစဉ်တို့ဥက္ကံပြည်သားတို့ပညာသီရိတို့ဥကေတရတို့စသဖြင့်ဒီဖြင့်ခေါင်းဆောင်နေတဲ့ဥစဉ်တို့အတူတူစပွဲဝိုင်းမှာဥစဉ်ကိုယ်တိုင် statement တွေရေးပြီးတော့2000ခုရှိွားရအောင်လဲဥဆောင်ပြီးတော့တော်လှန်ခဲ့တာဖြစ်ပါတယ်။အဲဒီမတိုင်ခင်မှာလည်းပဲဥစဉ်တို့ဓမ္မနဲ့ငြိမ်းချမ်းရေးဆိုပြီးတော့မြောက်ဒီမင်းကြီးဆရာတော်တို့တွေနဲ့ဓမ္မဘတ်တော်ဒါတန်ဃာတော်တွေစုစည်းပြီးတော့ဓမ္မဆောင်မတွေရေးဥပိစ္ဆပ္ပတိနံတင်းနှစ်တော့ရှိွားရအောင်နှိုင်းစာကြည့်တဲ့ပြင်စာအုပ်တွေထုတ်ပြီးတော့လဲဥစဉ်တို့ကဆောင်ရွက်ခဲ့တာပါ။ တော့အာနာရှင်အာနာမသိခင်တဲ့ကိုကလည်းပဲမြောက်ဒီမင်းကြီးဆရာတော်နဲ့ဦးစင်းနဲ့ဟေ့ဆိုရင်ဒါဇန်ဒီထိုက်ရဲ့ပေ့ဒီမှာအဘက်စင်ကြီးလည်းတောက်လျှောက်ပြောခဲ့တာပါအဲ့တော့ပြောချင်တာရပါလေဟေ့ဆိုတော့2021အာနာမသိခင်တဲ့ကဦးစင်းတို့ကဒါဓမ္မနဲ့ညီညာရေးတွေဖွဲ့ပြီးတော့စေအာနာရှင်ရေးဆွဲထားတဲ့ဒီ2008ခြေဥ်ဟာတနည်းအားဖြင့်ပြောရင်တို့စစ်ကြုံတက်တန်းရှေ့ရေးပဲဖြစ်နေတယ်ဒါကြောင့်ဒီဥစ္စာတွေပြင်ဆင်ရေးတွေ ပြန်လဲရေးဆွဲရေးတွေကစားဦးစင်းတို့ကတောက်လျှောက်ကြိုးစားပါဝင်ခဲ့တာပါတို့တော်လည်းပဲဒီတဲ့အတိုင်းပဲဆရာနာရှင်ရသူဆွဲထားတဲ့ဥပဒေကိုသူကိုယ်တိုင်လည်းမလိုက်နိုင်ခြင်းမရှိပါဘူးသူရဲ့ဥပဒေထဲမှာရေးဆွဲထားတာဟေ့ဆိုရင်ဒါအချုပ်ချာအာဏာပေါ့ပြည်သူထံမှဆင့်သက်သည်ဆိုတာသူတို့ရေးဆွဲထားတာတနည်းအားဖြင့်ပြောရင်ပြည်သူပိုင်နဲ့အာဏာပေါ့အခုပြည်သူပိုင်နဲ့အာဏာကိုသူတို့ကမတရားသိမ်းပိုက်လိုက်တယ်ဟေ့ဆိုတာဒါပြည်သူအာဏာကိုခိုးယူလိုက်တာခိုးယူလိုက်တဲ့ကွာအာဓမ္မ အဲ့တော့ဓမ္မနဲ့အာရမဟိဆိုတာဓမ္မတဘာဝံဒါရီတိတိဓမ္မဆိုတဲ့အတိုင်းဦးဇင်းတို့တဘာဝဓမ္မတွေမဖြစ်တော့ရင်ဒါရီဟာဦးဇင်းတို့အာဓမ္မပါပဲအဲ့တော့စစ်တက်ဆိုတာတိုင်းလူပြည်သားများရဲ့အသက်အိုးရင်စီစဉ်ကိုကာဝယ်စောင့်ရှောက်ခြင်းလုပ်ရမယ်ဒီလုပ်ကိုမလုပ်တော့ဘူးဟိဆိုတဲ့ကောဒါဟာအာဓမ္မပဲဒါကြောင့်မလို့အာဓမ္မတွေဖြစ်လာပြီးဟိဆိုရင်ဦးဇင်းတို့ရဲ့တာဝန်ဟာဦးဇင်းတို့စာရိတ္တသီလလို့ခေါ်တဲ့ဒါတင်္ဃာလောဝါဒတုံမှာဦးဇင်းတို့ရဲ့ကျင့်ဝတ်ရှိတယ် မကောင်းမြတ်တာကောင်းရဲ့ညွန်လေးအတိဟောကျူနာဘူးထမံနဲ့ထန်တင်ရမြတ်တာလည်းပြူရဟန်းမှု6ခုလွန်တည်ကြဆိုတာဦးဇင်းတို့တိုင်းလူပြည်သားတွေကိုနော်ရဲရဲဆက်ဆက်တက်ဖြတ်တဲ့ဘုန်းကြီးတွေကစတတ်တဲ့ယနေ့တည်းထောင်ထဲမှာဘုန်းကြီးတွေအပါဝင်ပညာရှင်တွေဝန်ကြီးချုပ်တွေတောင်ဆန်းစုကြည်တို့နော်ဒါနှိပ်စက်ခံနေကြရတယ်အငြင်းမခံနေကြရတယ်အခုပဲဒါကဗျာကိုစောဝူရဲ့တမီးလေးကအပြစ်မရှိဘဲနဲ့ထောင်ထဲမှာညှဉ်းပန်းနှိပ်စက်ခံရလို့ယနေ့ပဲဒါတည်တဲ့ဇင်းထွက်လာတာအလုံးဝင်တိကြပါတယ် အဲ့ဒီလိုမျိုးတွေဟိဆိုတော့ဒီအာဓမတွေကိုဦးဇင်းတို့ကတော်လှန်နိုင်ဖို့ဦးဇင်းတို့အားလုံးကတောင်းဝင်ရှိတယ်။ဒါကြောင့်အာဓမတွေညီကုန်းချုပ်ပြီးတော့ဓမ္မလမ်းကြောင်းအမှန်ကိုရောက်ဖို့ဆိုပြီးတော့ဦးဇင်းရတဆိုင်မမတ်စူးစမ်းနေရကနေပြီးတော့ဒီစစ်အနာရှင်အာနာသိမ့်လိုက်တယ်။အာနာသိမ့်လိုက်တဲ့အခါကျတော့ဦးဇင်းတို့ကဆက်လက်ပြီးတော့ဒီတန်ဖုံးသီးတာအပါဝင်ဖို့စကားဝိုင်းနေနဲ့ဟောပြောပြီးတော့ဒီလိုလူလူတွေကိုဓမ္မနဲ့အာဓမဘက်မှာဓမ္မဘက်မှာရက်ပါအာဓမဘက်မှာမရက်ပါနဲ့ဆိုပြီးတော့ယနေ့တည်းတည်းဒါ တဆိုင်မမက်ဒေါ်လာနေစေဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ဘူးဇင်းနေပြောမယ်ဆိုရင်မင်းအောင်နိုင်ကအလုံးမဲတည်ကြတဲ့အတိုင်းပဲအာနာကိုမတရားသိမ့်ပိုက်လိုက်တယ်ပြည်သူပိုင်နဲ့အာနာကိုသူကမတရားသိမ့်ပိုက်လိုက်တယ်ပြီးတော့သူကိုယ်တိုင်ပြောထားတဲ့ဂရီတွေကိုသူကိုယ်တိုင်ချိုးဖောက်လိုက်တယ်ကျွန်တော်တို့ကတော့အဲမဲနိုင်တဲ့လူကိုကျွန်တော်တို့မဲပေးပြီးတော့အာနာအနှင်းပြီးတော့ဆောင်ရွက်တော့မှာပါဆိုတာသူကိုယ်တိုင်ပြောခဲ့တာနော်လူဆိုတာဂရီတည်ရတယ်တစ္ဆာရှိရတယ် ဂရိမတိတစ္ဆာမရှိတဲ့လူဟေ့ဆိုတာတနည်းအားဖြင့်ပြောရင်တလိဆန်ထက်အောက်တန်းကြတဲ့သူပဲအဲ့တော့သူကအာနာဘုံမတရားတိမ့်ပိုက်လိုက်တဲ့အခါကျတော့ဦးဇင်းတို့ဒါအစိုးရရဲ့ဝန်ထမ်းလုပ်နေကြတဲ့နော်ခုနပြောခဲ့တဲ့အာရဲတွေစစ်သားတွေဦးဇင်းတို့ကျမ်းမာရေးဝန်ထမ်းတွေတော့လာဝကတွေစရှိတွေစီဒီယမ်လောက်လာကြတယ်တနည်းအားဖြင့်ပြောရင်စီဒီယမ်မဟိဆိုတာလူမိုက်တွေနဲ့မပေါင်းဘူးဆိုတာပါပဲနော်အတေဝနာစပါလာနံပါပဲလူမိုက်ရဲ့ အမိတ်ဩဇာတွေကိုလက်မခံဘူးလူမိုက်လုံနေတယ်များဟာတွေကိုငါတို့လက်မခံဘူးဟေ့ဆိုတာလောက်ကြတာပါဒါကြောင့်မလို့ပြည်သူလူလူကြီးဟာမိစ္ဆာကောင်မရောက်နိုင်လို့ရဲ့အာဏာသိမ်းမှုကိုလက်မခံဘူးဆိုပြီးတော့တန်းနဲ့ချီပြီးတော့မြို့တိုင်းရွာတိုင်းမှာထွက်ပြီးဆန္ဒပြကြတာအလုံးမြင့်ပါပါအဲ့တော့ပြည်သူတွေလက်မခံဘူးနော်လက်မခံတဲ့အတွက်ကြောင့်ဆရာနာရှင်ကသူ့အာဏာကိုလက်ခံရေးအတွက်ဟေ့ဆိုပြီးတော့သူ့ဘာလုပ်တယ်လဲသူဟာဘုနာပြေကလေးတက်ဖြတ်ခြင်းတွေကိုလုပ်တာပဲရဲဆက်ဆက်တက်ဖြတ်တယ်ပြစ်တယ် ဲ့ဒီကြောင့်မှဦးစင်းတို့ဒီပြည်သူလူထုတွေကအဲ defensive ဆိုတဲ့ကိုကိုကိုခုခံကာကွယ်စစ်ကိုစင်နေကြတာပဲလူမီးလေးတွေနဲ့စင်နေကြတာပဲအဲ့တော့ပြောချင်တာကအဲ့ဒီလူကနေပြီးတော့လှုပ်လာတဲ့အခါမှာမင်းအောင်နိုင်ဟာအလုံးမေးတိကြတဲ့တည်းမဲ့စစ်တိုင်းဌာနချုပ်တွေကစအကုန်လုံးပြုတ်ပြုတ်ပြုံးလာအဲ့တော့ပြည်တွင်းမှာပြောရမယ့်ဟေ့ဆိုရင်အဲသူစစ်တဲ့စစ်သားတွေကိုယ်တိုင်ကအစနော်လက်မခံတော့ဘူးအခြေအနေဖြစ်လာတယ်ဒါကြောင့်မလို့ဗိုလ်ကြီးတွေဗိုလ်မှူးတွေအများကြီးပဲဒါ CDM လှုပ်လာကြတာတွေရှိတယ်အဲ့တော့သူကပြည်တွင်းမှာ သူ့ရဲ့ power ဟာကျလာတယ်နော်ပြည်ပအနေနဲ့ကြည့်တယ်ဟေ့ဆိုရင်လေဒီမိုကရေစီလူဒါချင်းစာနာတဲ့နိုင်ငံကြီးမှန်တယ်မြတ်သူ့ဘာလို့မှလူရမသွင်းကြအဲ့တော့သူ့ရဲ့ဩဇာအာဏာ power ကျလာတဲ့အတွက်ကြောင့်သူကမလုပ်တယ်လေဟေ့ဆိုတော့နိုင်ငံကြီးကိုထိုးရောက်မယ်ဩဇာအာဏာ power တိဆောက်မယ်ဆိုပြီးတော့ဒါရုရှားကိုသွားတာအလုံးမင်းသိကြတဲ့အတိုင်းပဲဒါရုရှားမှာဟေ့ဆိုရင်လေသူတို့ရဲ့စစ်ဘိုလ်တွေကိုတတလုံးအဲ့ဒီကိုနော်ကြုံခံခိုင်းထားပြီးတော့အဲ ရုရှားရောင်းတဲ့ဟာမှန်တယ်များကိုဦးဇင်းတို့ရဲ့တိုင်းပြည်ကတယံဇာတ်တွေနဲ့လဲဖယ်ပြီးတော့ဦးဇင်းတို့ရဲ့တိုင်းပြည်မှာလည်းကျွန်းတိကြောက်တံပြတ်ပြဘာမှမကြံတော့ဘူးလိုတာမှန်တယ်များထိုးရောင်းတာပဲထိုနည်း၎င်းသူ့ရဲ့လုပ်ငန်းတွေကိုလက်ခံဖို့ဖေးဆိုပြီးတော့ဦးဇင်းတို့ဒါတရုတ်ဖေးဆိုရင်လည်းမြင်းတဲ့တိုင်းပဲနော်လက်ပရောင်းတောင်ကျင်းဒီတောင်နော်ဘာရှိတော့အရင်အဲ့တောင်ကြီးတွေစပယ်တောင်တို့ဟေးဆိုတာဦးဇင်းတို့ရောက်နေတာပဲအဲ့ဒီမှာအကုန်လုံးထွက်တာအခုတော့တောင်မှာပြုတ်သွားတဲ့အပြင်ကိုအဲ့ဒီတောင်ကြီးတွေဟိုးအောက်တွေအထိဖောက်ယူပြီးတော့မြေကြီးတွေအစားတရုတ်ပြည်ကိုတည်သွားတာအဲ့တော့ ရုပ်ဝင်ဆိုရင်မြောင်းလည်းရသူအာနာပါဝတိမြဲရေးအတွက်တနိုင်ငံလုံးမှာရှိသမျှတွေကိုလက်ညှိုးထိုးပြီးတော့ရောင်းတာပါဒါထိုင်းရေးဆိုရင်လည်းဒါအလုံးယဒနာ gas pipeline တွေတော့ gas တွေအကုန်လုံးရောင်းစားထားတာလည်းအလုံးမြင်ရတဲ့အတိုင်းပါအဲ့တော့ပြောချင်တာအရာကသူ့ကိုလက်ခံဖို့ဟေ့ဆိုရင်ဟာပဲပေးရပေးရနော်ပြည်သူပိုင်နဲ့နိုင်ငံကြီးကိုသူ့အာနာနဲ့မတရားကိုပိုင် လုပ်ပြီးတော့ထိုးကြွေရောင်းစားပြီးတော့သူ့အာနာအတွက်အသုံးချခြင်းဖြစ်ပါတယ် ဒါကြောင့်သူဟာထိုင်းကိုမရအရာဆက်တွေ့ပြီးတော့လိုတာမှန်တယ်မြတ်ပေးပါမယ်သူ့ကိုဒါလူရတွင်းပေးပါဟေ့ဆိုပြီးတော့ဒါအာနာကိုခူတုံးလုပ်ပြီးတိုင်းပြည်ရောင်းစားတဲ့စီမံကိန်းတစ်ခုပါပဲဟုတ်